မြမရေလုပ်ငန်းစဉ်အတက်တရက်ကိုအတိပြုချမှတ်နိုင်ရေးအတွက်အာဆီယံလက်ချဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ရာအီဘရာဟင်ကဦးစီးဥဆောင်ပြုရမယ်လို့မြမနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကတိုက်တွန်းပါတယ်။အတော်မဝင်တော့တဲ့အာဆီယံဘုံသဘောတူညီမှု၅ချက်ကိုစွန့်ပယ်ပြီးမလေးရှားနိုင်ငံကဥက္ကဋ္ဌအဖြစ်ဥဆောင်ကျင်းပမယ်46ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာဦးစားပေးလှုံ့ဆော်ဖို့လုပ်ငန်းစဉ်အတက်၅ချက်ကို SCCM ကမေ22ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ အာဆီယံကစရုပ်စုအပါဝင် NUG တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေတခြားလက်နက်ကိုင်အဖွဲ့တွေကြားအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲတွေခေါ်ယူကျင်းပပြီးအဲဒီကတဆင့်တိုက်ခိုက်မှုအားလုံးအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကိုချက်ချင်းအဆုံးသတ်ရမယ်လို့ဆိုပါတယ်။ဒါအပြင်အာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ထောက်ခံပြီးလိုက်နာကျင့်သုံးရမယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခက်ရက်စဲရေးကိုလည်းဖော်ဆောင်ကအဲ့ဒီအတွက်နိုင်ငံတကာလိလာသူတွေကစောင့်ကြည့်စစ်ဆေးရမယ်လို့ဖော်ပြပါဗျ။မြမရေးမှာအိန္ဒိယနိုင်ငံတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအပါအဝင်အဓိကတက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့အာဆီယံကညှိနှိုင်းဆောင်ရွက်ပြီးလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလက်နက်တပ်ဖွဲ့အသုံးချဖို့စောင့်ကြည့်ကြက်မှတ်ကနည်းမြေအားလုံးကိုအဟန့်တားမရှိအပြည့်အဝဝင်ရောက်ခွင့်ပြုရမှာပါ။ရွေးကောက်ပွဲမကျင်းပမီအားလုံးပါဝင်တဲ့ငင်းချင်းရေးသဘောတူညီချက်တည်းရဲ့ဥစွာရှိရမှာဖြစ်ပြီးတိုက်ခိုက်မှုအားလုံးကိုလုံးဝရပ်တန့်ရမှာဖြစ်ပါသည်။ အဲ့ဒါတွေပြည်စုံမှသာကျင်းပမဲ့ရွေးကောက်ပွဲအတွက်အာဆီယံကတက်ဆိုင်သူအားလုံးကို ထောက်ပံ့ကူညီရမယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကျင်းပရမှာလဲလွတ်လပ်တဲ့နိုင်ငံတကာလှိလာသူတွေရဲ့စောင့်ကြည့်မှုနဲ့စစ်မှန်ပြီးယုံကြည်စိတ်ချရနိုင်တဲ့တနိုင်ငံလုံးအဆင့်ရွေးကောက်ပွဲတွေဖြစ်မှသာကျင်းပလို့ရနိုင်မယ်တခုတည်းသောအခြေအနေလို့ ASEAN ကထောက်ပြထားတာပါ။တစ်ဖက်မှာ ASEAN ကမြန်မာနိုင်ငံအတွက် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ညှိနှိုင်းရေးဆွဲရာမှာတက်ဆိုင်သူအားလုံးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီး ဲ့ဒီဥပဒေဟာလူမှုဆန္ဒနဲ့အကျိုးစီးပွားတွေကိုအခြေခံကအတိုင်းဝိုင်းအလုံးနဲ့အကျိုးဝင်ပါဝင်မှုရှိတဲ့အချက်နဲ့ကိုက်ညီရမယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကဘယ်လိုပုံစံနဲ့တည်ရှိပါစေဒီမိုကရေစီနီးကျရွေးကောက်တင်မြောက်ထားတဲ့ရတားဆိုရနဲ့လွတ်တော်အောက်မှာထာဝရလက်အောက်ခံဖြစ်စေရမယ်ဆိုတာကလည်းအဓိကကျတဲ့လိုအပ်ချက်လို့ဖော်ပြထားတာတွေ့ရပါတယ်။ အာဆီယံအနေနဲ့ပဋိပက္ခမှာပါဝင်သူအားလုံးကမြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်တာဝန်ယူတာဝန်ခံမှုရှိစေရေးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီးတရားမျှတမှုပေါ်ဆောင်နိုင်ရေးနိုင်ငံတကာနဲ့ပြည်တွင်းတရားရုံးတွေရန်တရားတွေနဲ့လည်းပူးပေါင်းဆောင်ရွက်သွားရမယ်လို့ ASCM ကပြောပါတယ်။အဲဒီလိုပူးပေါင်းဆောင်ရွက်ရမှာကမ္ဘာနေရာတိုင်းမှာတရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးတဲ့တရားရုံးတွေလည်းပါဝင်တယ်လို့နိုင်ငံတကာရာဇဝတ်မှုတွေကြီးလေးတဲ့ချိုးဖောက်မှုတွေနဲ့ မတော်မတရားပြုမှုတွေအတွက်ပြစ်ဒဏ်ကနေလွန်ငင်းချမ်းသာခွင့်လုံးဝရှိရမှာမဟုတ်ဘူးလို့လည်းတိုက်တွန်းထားတာပါမေ23ရက်နေ့ကနေ28ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပသွားမယ့်အာဆီယံထိပ်သီးစည်းဝေးမှာအားလုံးပါဝင်နိုင်မှုနဲ့တည်ထက်ခိုင်မြဲမှုဆိုတဲ့ခေါင်းစဉ်နဲ့မြမကြီးဆွေးနွေးဖို့လည်းရှိနေတာပါအာဆီယံထိပ်သီးစည်းဝေးမတိုင်ခင်မလေးရှားဝန်ကြီးချုပ်အန်ဝါကမြမစစ်ဆိုရနဲ့ဖျောက်ချခံထားရတဲ့အဆိုရတို့ကြားပြေဆုံးဆွေးနွေးဖို့အချိန်တန်ပြီလို့မေ23ရက်နေ့မှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ် ်ဝန်ကြီးချုပ်အန်နွာကပြီးခဲ့တဲ့ဧပြီလအတွင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမိအောင်လိုင်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာလက်ခံတွေ့ဆုံခဲ့ပြီးတရက်ကြာမှာမြို့သားညညရေးဆိုရအန်ယူဂျီနဲ့အွန်လိုင်းကနေတရက်ဝင်တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါသည်